အင်္ဂလန်ထိပ်တန်းကလပ်မန်ချက်စတာယူနိုက်တက်ကိုနိုင်ကိုသွင်းနိုင်ခဲ့တဲ့မောင်မောင်လင်းကိုစက်သိန်းတထောင်စုချင်းမြင့်ခဲ့တဲ့ဥစော်စော်နဲ့ဥပြေဖြိုးတေးစာအားလုံးမေမင်္ဂလာပါဆယ်ဒီတန်ညိုပေးကနေပြန်လည်ကြိုဆိုလိုက်ပါရီမြန်မာနိုင်ငံရဲ့အာဆာစင်ကအခြားနိုင်ငံတွေနဲ့အလဲကွာဝေးနေပြီးတော့ဘောလုံးပွဲတွေကိုလည်းစိတ်ဝင်စားမှုနေနေပါရီမြန်မာနိုင်ငံကဘောလုံးပွဲချုပ်ဥက္ကဋ္ဌဖြစ်တဲ့ဥက္ကဋ္ဌကြီးဥစော်စော်ကဘောလုံးအားစားကိုဝါသနာပါသူဖြစ်ပြီး မြန်မာဘောလုံးအသင်းတွေကိုအရှုံးခံပံ့ပိုးပေးခဲ့သူပါဒါပေမဲ့ဒီနေ့အတွက်မှာတော့မြန်မာလက်ရွေးစင်မျိုးသမီးအသင်းကချန်ပီယံဖလားချင်းကိုအရယူလာပေးနိုင်ခဲ့သလိုမြန်မာလက်ရွေးစင်ဘောလုံးသမားမောင်မောင်လွင်ကလည်းမန်ယူကိုနိုင်ယူနိုင်ခဲ့ပါတယ်။အဲ့ကနေစတင်ပြီးတော့ပရိသတ်တွေရဲ့အားပေးမှုကမြင့်တက်လာသလိုဘောလုံးပွဲတွေကိုလည်းစိတ်ဝင်စားလာပါတယ်။မွေသိမ်းပေါင်းတောင်းချီပြီးတော့ပံပိုးပေးရခဲ့ရတဲ့ဥစ္စာစောအတွက်လည်းပံပိုးပေးရကြိုးနဲ့သွားပါရီလွန်ခဲ့တဲ့တစ်ပတ်ကမလေးရှားနိုင်ငံမှာရှင်ပြိုင်ခဲ့တဲ့ ASEAN All Star အသင်းနဲ့ကမ္ဘာကျော် Manchester United ရဲ့ပွဲမှာ မြန်မာဘောလုံးသမားမမောင်လွင်ကနိုင်ကိုသူယူနိုင်ခဲ့ပါတယ်။ဒါကြောင့်မန်ယူသိန်းကတော့ရှုံးနယ်ပဲပြန်သွားခဲ့ရပြီးဒီနိုင်ကိုကမြန်မာနိုင်ငံအတွက်ဂိုးစရာဖြစ်ပါတယ်။ဒီလိုထူးချွန်တဲ့မြန်မာဘောလုံးသမားမမောင်လွင်ကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောနဲ့ အထူးအုပ်စုရဲ့ဥပြေဖြိုတိစားတော့ကချက်သိန်းတထောင်စုချင်းမြလိုက်ပါရီချက်သိန်းတထောင်ဆိုတဲ့ငွေပမာဏကများပြားပြီးတော့မမောင်လင်းတွေတကယ်ထိုက်တယ်နဲ့ပမာဏဖြစ်တာကြောင့်မမောင်လေးကိုစားဝမ်းသာနေကြပါရီမြမလူမျိုးတယောက်အနေနဲ့မန်ယူမှာသွားကံဖို့ဆိုတာကလည်းမလွယ်သလိုမန်ယူနဲ့ကန်နိုင်ဖို့ဆိုတာကလည်းမလွယ်ကိုပါဘူးကန်နိုင်ခဲ့ရင်တောင်မှမန်ယူကိုရှုံးသွားစေမယ့်အတွင်းကိုကိုကန်နိုင်ဖို့ကပိုလို့တောင်မှအလန့်ကွာဝေးပါရီဒီလိုခက်ခဲမှုများစွာကိုမြမဘောလို့သမမမောင်လင်းကစူးစမ်းနိုင်ခဲ့တာကြောင့်မြမတွေလည်းကိုယူကြပါရီ မြန်မာဘလုံးသမားမမလွင်ရဲ့တင်ကိုကြောင့်သာပြန်ဝဲမှာအနိုင်ရှုံကွဲပြားသွားခဲ့တာဖြစ်ပါရီမမလွင်ကိုယ်တိုင်ကလည်းမန်ယူသိန်းရဲ့ပြိသက်တရားဖြစ်ပေမဲ့လည်းပြန်ဝဲမှာတော့ပြန်ဘက်ကိုအနိုင်ယူရအောင်ကြိုးစားနိုင်ခဲ့ပါရီမြန်မာမန်ယူဖန်တွေကလည်းမမလွင်ကိုအားပေးကြပြီး ။မန်ယူရှုံးနာကိုတောင်မှဝမ်းသာသွားခဲ့ကြပါရီ။မြန်မာဘောလုံးသမိုင်းမှာမမောင်လေးကထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုဖျက်လိုက်ခဲ့တာကြောင့်ဒီလိုထိုက်တဲ့ဆုချင်းမြင့်ပေးတာကိုလည်းပရိသတ်တွေကကျေးဇူးတင်နေကြပါရီ။မမောင်လေးကလက်ရှိမှာတော့ထိုင်းကကလပ်တစ်ခုမှာကစားနေပြီးမြန်မာလူရွေးစင်ဘောလုံးသမားတယောက်လည်းဖြစ်ပါရီ။အသက်30ရွေးမမောင်လေးကနောက်ထပ်ကြိုးစားဖို့အတွက်အခွင့်အရေးများစွာရှိနေပြီးတော့မန်ယူတင်ကကနဲ့လာရင်လည်းအရန်ဝမ်းသာမိမှာပါ။မန်ယူကိုအနိုင်ရှာသွားတဲ့မမောင်လေးကိုဥစစော်တို့ကတင်းတောင်ဆူချပေးမယ်လေမြန်မာစိုက်ကားဆရာတွေကတော့စိုက်ကား စည်းကွေမပေးတော့ဘူးလို့စောင့်နောက်ကြပါရင်မန်ယူကိုနှစ်ပေါင်းများစွာအားပေးရင်းနဲ့ မန်ယူရှုံးရလို့ပြောရတဲ့ခိုက်တက်ကိုမမောင်လင်းကဖန်တီးပေးသွားတာပဲဖြစ်ပါရည်။မမောင်လင်းကိုဥစောစောနဲ့ဥပိဖြိုတေစာတို့ကဝမ်ဘတ်တသားနဲ့ဂုံပြုတ်ပေးတာကြောင့်နောက်ထပ်ဘောလုံးသမားတွေအတွက်လည်းကြိုးစားဖို့အားရည်တွေရှိလာတော့မှာပါ။မြန်မာနိုင်ငံသားတယောက်ကမန်ယူကိုနိုင်ကိုသွင်းယူနိုင်တယ်ဆိုတဲ့ဖြစ်ပျက်မျိုးကရှာပါပြီးနောက်ထပ်လည်းဒီလိုခွေရည်မျိုးရဖို့ဆိုတော့မလွယ်ကူပါဘူး။မန်ယူကိုတကိုယ်နဲ့သွင်းရောက်ပြီးတော့အနိုင်ရသွားခဲ့တာကြောင့်တင်းထောင်စုရသွားခဲ့တဲ့မမောင်လင်းတွေဂုံပြုတ်စကားတွေကိုကွန်မန့်မှာရေးသားပေးခဲ့ပါအောင်ရှင်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ ရှင်နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်